တင်ဆက်ပေးမယ့်သတင်းကတော့ EB ကားများလန်ဒန်ထဲဝင်ဆောင်မှုပေးဆောင်ရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လက်ရှိမှာလန်ဒန်အုံပြုကားကင်းလုံကိုရနေတဲ့ EB ကားများဟာလာမယ့် April 1ရက်နေ့မှစတင်ပြီးတော့ပေးဆောင်ရတော့မှာဖြစ်တယ်လို့သိရပါတယ်။ EV ကားများကိုပြီးခဲ့တဲ့2023ခုနှစ်ဧပြီလနေ့မှစပြီးရန်ကုန်မန္တလေးအမြန်လမ်းမကြီးပါဝင် BOD စနစ်နဲ့ဆောင်ရွက်နေတဲ့လန်ဒရာများပြည်တော်စုလန်များနဲ့တိုင်းဒေသကြီးပြည်နယ်များမှာရှိတဲ့လန်ဒရာအလုံးလန်ဒရာအုံပြုကားကင်းလွတ်ခွေပေးထားခြင်းဖြစ်ပါတယ်။ အဆိုပါလန်ဒန်အသုံးပြုခဲ့ကွယ်လုံခဲ့ကာလဟာမတ်လ31ရက်မှပြီးသွားဖြစ်တာကြောင့်ဧပြီလ1ရက်နေ့မှစတင်ပြီးတော့ပိတ်ဆောင်ကြရတော့မှာဖြစ်တယ်လို့သိရပါတယ်ထိုကဲ့သို့လန်ဒန်အသုံးပြုကောက်ခံမှုနဲ့ပတ်သက်ပြီးမကြသေးမီရပိုင်းကပြုလုပ်ခဲ့တဲ့ EV ကမ်မန့်နဲ့ပတ်သက်တဲ့စီဝေးတရဲ့အတွင်းမှာစောက်လိုက်ဝင်စီဌာနလမ်းဦးစီဌာနမှရရှိများပါဝင်တက်ဆိုင်ရတာမရှိသေးများကသဘောတူဆွေးနွေးထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့မျက်သူတူကပေးပို့လာပါပါ